ါပါနော်ဒီမိသားစုပေါင်းတို့ရေ new family channel လေးကနေလည်းပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့အတွက်လည်းစာရေးဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း34အနေဖြင့်လလလိုမျှဝေဖက်ပြ တင်ဆက်ပေးသွားကြနာမို့လိုက်ပါလို့အနာစင်ခံစားပေးကြပါအောင်နော်ရင်းနှင်းအောင်မွေးအပိုင်း34 မောင်ထွန်းမောင်ဤပြန်စာရတစ်တော်ပဲနိုင်ပြတာလို့ဖူးခဲ့သောဥမတ်တီပိုကလေးမျိုးအောက်ပိုင်းပရင်ဂျီချန်နာတွင်သူ့မြေများနှင့်အတူနေတိုင်းရဲ့ရှိကြောင်းကိုမြင့်သူသိရှိရပြီးဖြစ်သည်ကိုမြင့်သူမှာမောင်ထွန်းမောင်ထံမှပြန်စာရလင်းရခြင်းပိုကလေးတို့သွားခြင်းတော်လေရုပ်ပြည့်စင်ပြည့်ဖြစ်နေသောဒေါ်ကျော်မင်းဤကျမ်းမာဤကိုငဲ့ညာထောက်ထား၍စာနိုင်တောင်းနိုင်ရှောင်းနိုင်တောင်းနိုင်သောအခြေအနေတို့ရောက်အောင်အထိစောင့်ဆိုင်နေရသည် ဒေါ်ကျော်မေသည်သူ၏ကျမ်းမာရေးကိုငဲ၍ကိုမြင့်တူမှပိုကလေးသို့သွားလိုလျက်မသွားပဲဆိုင်ငံ့နေမှရင်မိသဖြင့်အစာဝင်အောင်စူးစား၍စားရှာသည်။တာသွားမီဆိုတော့လေသူရင်မှလှိုင်းထားနေသည်။တာမုံမှန်သည်ရှိသွားတော့လေအမူအရာမပြောင်းလဲပဲမိမိအပေါ်၌ချစ်ချင်တော်မူကြီးမာလျက်ပင်ရှိခြင်းကို တွေ့ရှိရ၍တာကိုရှိကားအထက်အစများစွာပို၍ပင်ချင်မိသည်။ သူမျက်စိအောင်မပင်ပျောက်သွားမိကိုလည်းမတွေ့ဝင်။သွားလိုနေသောခီးကိုမလွတ်ဖဲနေ၍လည်းမကောင်း၍နေရှိတဲ့၍ပြာပါပွေနေရသည်။ကိုမြင့်သူသည့်ချိုးရဲများအတွင်အိမ်ထဲမှအိမ်ပြင်သို့မထွက်ဘဲအိယာပေါ်၌လဲနေသောဒေါ်ကျော်မီ၏အခန်းထဲ၌သာအချိန်ကုန်ပြည့်လေသည်ဒေါ်ကျော်မီ၏အနာတွင်မပြတ်ရှိနေသည် မိခင်အရင်မဟုတ်ပါဘဲနှင့်သွေးမတော်သားမတော်ဘယ်ရက်ဘယ်ရွာကပင်မသိသောမိမိအားသာရင်နှင့်ဘယ်နေရာမှချပဲ တန်ရုံးစဉ်ကြီးလာခြင်းကြောင့်ဒေါ်ကျော်မေပေါ်၌ကယူနာပိုးရွေးပင်ဖြစ်လာသည်ဒေါ်ကျော်မေစိတ်ချမ်းသာစေရန်ရေစရာမောစရာလေးများပင်ပြောဆိုနေလျက်ကိုပြီးရင်ပင်ပြူစုကနှစ်သိမ့်နိုင်သမျှအတန်နိုင်ဆုံးနှစ်သိမ့်နေသည်ဒေါ်ကျော်မေသည်အဆိုးနှင့်ပသက်၍တကောမှထပ်မပြောဘဲသူ့ရင်ထဲ၌မျိုးသိမ့်၍ထားသည်အဝေးချိုနှင့်နှစ်ယောက်ချင်းရှိကြသည့်အချိန်တွင်အဝေးချိုကအပြောစောသည်ဟုပြစ်တင်စကားဆလာရင်းဖြည်းဖြည်းတော့ကျမစကားနာထောင်းအောင်ကျမပြောပါမည် အခုတော့သူ့အလိုကိုလိုက်ရမှာပဲခရီးသွားမယ်ဆဲဆဲမို့မပြောသေးပဲစိုင်းထားတာဟုပြန်ဆိုသည်တားရင်တားသွားရင်ဘလောက်ကြာမှာလဲဟုရတက်ပွားကထိုစကားကိုပင်ကိုမြင့်သူအားမကြာခဏမေးသည် မကြပါဘူးမမေမိဘတွေဘယ်သူပဲဝါဘဲကားဆိုတာစုံစမ်းမေးမြန်းပြီးတော့အမြန်ပြန်ခဲ့ပါမယ်ဟုကိုမြင့်သူကစိတ်ချရအောင်ပြောရသည်ဤသို့ဖြင့်ဒေါ်ကျော်မေအိမ်ပေါ်တက် အောက်ဆင်းရှောင်းနိုင်သွားနိုင်ထူးထူးထောင်ထောင်ဖြစ်လာသောအခါသည်ရောက်လာသည်ကိုမြင့်တူကပိုကလေးတို့သွားရန်ခွင့်တောင်းလေသည်ဒေါ်ကျော်မီကရှော့ရှော့ရှူရှူပင်ခွင့်ပြုသည့်အတွက်ကိုထွန်မောင်ထန်တို့သူရောက်မည်နေ့ကိုတင်မော်စိန်နိုင်စင်ဂျိုရန်တန်ဂျိုရိုက်ထားလိုက်သည်တော်ကြောင်မီမှာခီးသွားမိသားကိုစိတ်မကြနိုင်ပဲတတွတ်တပွားပွားမာကြပြောဆို၍မပြီးနိုင်ပဲစိတ်များနေသည် သုံးလသားမှာအသက်30နီးပါးအထိသူမွေးမြူခဲ့ရသော သူသားသည်ယခုအသက်အရွယ်အထိသူမပါဘဲတယောက်တည်းဘဲကိုမှ ခရီးထွက်ပို့ခြင်းမရှိခဲ့သဖြင့်စိတ်မချအောင်ဖြစ်နေသည်မိုးဦးကြစားဘိုးကလေးကဝမ်းရောဂါဖြစ်တတ်ပါပြီတဲ့အစားအသောက်တတိထားတော့တာတင်မောရီကလည်းစိတ်ချရတာမဟုတ်ဘူးရေလန်းခရီးသွားရတာတတိဝရီယာနဲ့အိတ်တော့တာ တောင်းကန်ဒီမှာကြာရင်မှန်သမျှတကူမကြမ်းမ ãi မှားစရာတကူမှမကြမ်းအောင်ရှာဖွေကြည့်ရပန်များ၍သူ့ကောင်းမှာချောက်ပူနေသည်တာကလီတာလီဘယ်သူတောင်းမှမဟုတ်ဘူးငါတာကလီ ဒေါ်ကျော်မီသည်တခါတရံနိုင်လေသူစိတ်ထဲ၌သူအားသူပြောနေသည်ကိုမြင့်သူကစုံစမ်းပြီးပြန်ခဲ့ပြီဆိုပေသည်ဘယ်နည်းနဲ့မဆိုသူရဲ့သူရွာကိုသူသိရင်သွားခြင်းအုံမှာပဲဆိုဒီကိုတော့သူစိတ်ထဲ၌တွက်ထားသည်သူ့ဆွေသူမျိုးများနဲ့သူတွေ့လျင်တွေ့ရင်အထီသာလင်းဒေါ်ကျော်မေမှစဉ်းစားနိုင်ခြင်းရှိသည် ရှေးဆက်ဤတွေ့တော်စဉ်းစားရန်ယွန်းတော်နေ၍ကြောချမ်းသွားသည်ရှေးဆက်ရန်ကြောက်လန့်ထိတ်ပိုသွား၍ရှေးဆက်မတွေ့ဘဲတမိုင်းမိုင်းတွေ့တွေ့ဆွေးမြေ၍ဖြစ်နေလေသည် ခီးဆောင်တစ်တာကိုသူကိုယ်တိုင်ပြင်ပေး၏ကိုမြင့်သူမသွားမီတရေနေလောက်ကားပြီးညဆိုမအိပ်ဘဲတချွတ်ချွတ်ဖြင့်ထားလိုက်ထိုင်နိုင်တုံးနေသည့်အတွက်ဦးအေးချိုမှတော့ကြောမီပြန်လေးမကိုစိတ်ပူလာသည်မင်းမဲသွားဖို့ခွင့်ပြုပြီးမင်းမဲငိုနေဦးအေးချိုသည်စိတ်မရှည်၍မိတွန်းတောင်းတညီတွားနေသည်ကိုမြင့်သူ၏ရှေး၌ညင်သာစွာသွားခွင့်ပြုသည့်သဘောမျိုးဟန်ဆောင်လိုက်ရုံနေလျက်ကိုမြင့်သူကွယ်ရာတွင်ချိန်၍သာငိုတော့သည် ကိုမြင့်သူသွားမိညာတွင်ဒေါ်ကျော်မီမှတနေ့လုံးကနာမငိမ့်မဲရောက်ရက်ခက်ပြားများနေသည်သူနှုံမှာတတတတပွားပွားမှားလိုက်ကြားလိုက်သည့်စကားများမှထန်နေလျက်ကိုမြင့်သူညာတွင်ဥရွေးပင်နေသည်စကားတကုံကိုနှစ်ချိန်သုံးချိန်မဟုတ်ဘဲနာဤသားချကအချိန်များစွာထက်ကျော်၍သာပြောနေသည်ခီးဆောင်တတာကိုလည်းပစ္စည်းတွေထည့်လိုက်ထုတ်လိုက်ပြင်လိုက်ပြောင်းလိုက်ဖြင့်မပြေနိုင်မဲအချိန်များစွာဖွင့်ချီပိတ်ချီလုပ်နေလေသည် မိမိနီးမကောင်းလုံးလို့သားရင်မိမိသာ ကျမ်းမာရင်သားနဲ့အတူတူလိုက်မှာနေခဲ့မှာမဟုတ်ဘူးကြောင်းရောက်ချင်းစာရေးနော်အကြီးကုံငားရက်ထက်ပိုးမကြာနဲ့ဟုတ်ကဲ့မိမိဟုတ်ကဲ့ဟုတ်ကဲ့မိမိဟုတ်ကဲ့ဆိုတော့စကားတခွန်ဒီသူ့နှုံမပြောရတာမရေမတွန်နိုင်အောင်ပင်အချိန်များလာပြီဆိုတော့ကိုတော့ကိုမြင့်တို့တတိပြူမိသည်တောကိုလိုက်သွားရင်လေကြာကြာမနေနဲ့နော်ဒါဟုတ်ကဲ့မမီး ကိုမြင့်တူးသည်တင်မောစိအစင်ကာနီကရောသောအကာ၌ဦးဤချုံနှင့်ဒေါ်ကျော်မေကိုထိုင်၍ကရောသည်ဒေါ်ကျော်မေသည်ရင်ဘတ်ကိုလက်တပဲ့ဖြင့်ပြီးလျက်ငိုရောမလို့ရေရောမလို့ဖြင့်စီမံမှန်းသလိုအတန်မထွက်နိုင်ပဲဆိုပေးနေသည်ကိုမြင့်တူးမှစိတ်မသက်မသာဖြစ်လျက်မဆုံးနိုင်အောင်လှုပ်လျက်ဆုပေးနေသောနှုတ်ခမ်းကိုကျင်နာစွာစိုက်ချနေမိသည် ဒေါ်ကျော်မီကိုဘလို့တောင်းပန်ပြောဆိုရမှတားမရပဲသူကိုယ်တိုင်အဝေးချုံနေအတူတင်မောစိတ်တို့လိုက်ပေါ်လေသည်ဒေါ်ကျော်မီသည်ကိုမြင့်သူကိုအာပြုတွဲလျက်တင်မောဘော်သို့တက်လာပြီးတင်မောဥကန်ကလထိုင်း၌ထိုင်ကဒိတ်ဒိတ်ခုန်နေသောရင်မမငြိမ်နိုင်ပဲပြောင်းဆန်လျက်နေသည် သူစိတ်မှာအာရပါရဟင်အော်၍သာငိုလိုက်ခြင်းနေသည်မငိုမိအောင်သူစိတ်သူပြန်၍ချုပ်တီးထားသည် ်မောပေါ်၌ရိုရိုသေးသေးရိုရိုရွာရွာနှင့်တိုးဝင်၍တက်ကြစဉ်ကြောင့်ရှုံရှက်ခတ်ဆူညံနေသောလူတန်းတွေရေအလင်းဖြင့်တငိမ့်ငိမ့်စီလျက်နေလေသောမိဖြင့်ကြီးကတဟူဟူတိုက်ခတ်လျက်ရှိနေသောလေမြေတွင်၌ဟိုဒီဒီမျောနေသောငှက်တံပန်းလေးတွေနှင့်ဝဲကာဝဲကာလောကွန်ဆက်သားလျက်ရှိနေကြသောဇင်ရောငှက်များစသည့်တင်မိုးစိတ်ကံဤပဝင်ချင်းရှိအရာအလုံးကဒေါ်ကျော်မေကိုမငိုချင်းငိုချင်းအောင်တူဆွား၍ပေးနေကြတဲ့ကဲ့သို့ဖြစ်နေလျက် မစီမျက်နှာမကောင်းတော့ပဲအိန္ဒြေပြက်လာသည်အဝေးချူသားလင်းကိုမြင့်သူကိုစကားပြောနိုင်သည်ဒေါ်ကျော်မီမှစကားတလုံးမှမပြောနိုင်ချင်းဦးကန်းရောက်ပြီးပါမမကြားမီတင်မောအုပ်အော်မှုန်လိုက်သည်တင်မောအုပ်အော်မှုန်တန်းသည်တွားကြတော့တွားကြတော့ဟုမောင်းထုတ်နေပြီးတကယ်တော့ထပ်ပြန်ကြော၍တော့ကတော့ကဆွဲမုံနေသည်ဆူဆူဝါဝါရှိလာသော အုပ်အော်တန်းသည်အချားသူများတွင်တော့ကွဲမတက်ဖြစ်တော်လဲ တော်ကြောင်မီမမူရင်ခွဲမတက်ဖြစ်နေသည်ရင်တစ်ခုလုံးဆိုနှင့်တင်းကျပ်သွားသည်မကြော့သင်မောထွက်တော်မယ်ဆင်းကြစို့တော်ကြောင်မီသည် တွေးပြဲသွားတော်မလောက်သူတတိကိုသူမထိန်နိုင်ပေတတိလီနေသူပမာကိုမြင်ထူးဤမျက်နှာကိုကြောင်တောင်ကြီးစိုက်ကြည့်လျက်နေသည်မေမေထထကျွန်တော်အောက်ကိုလိုက်ဖို့မယ်ကိုမြင့်သူကသူ့ပကုံကိုကင်လိုက်မှပင်တတိယကရောင်ရမ်း၍ထားလိုက်သည် ပုံပန်းမကြအောင်ပြည်နေသောမျက်နာတွင်ကြောင်ကြောက်ကြဖြစ်နေသောစိတ်တွေကလွမ်းမိုးထား၍မချစ်တင်ခဲ့မချီမဆန်ကြီးဖြစ်ပေါ်နေသောထိုမျက်နာအားကိုမြင့်သူသည်ရင်ဆိုင်၍ပင်မကြည့်ရချင်းဒေါ်ကျော်မေသည်တင်မောအောက်ထက်သို့ဘယ်ပုံဘယ်နည်းစင်ခဲ့ပုံကိုပင်တတိမပြုမိပဲမျက်လုံးများပြာနေကသူ့ရင်ထဲ၌ဘာမှမရှိတော့သလိုဟာလာဟောင်းလောင်းကြီးဖြစ်သွားသည် စိတ်ခံတွဲပေါ်သို့ရောက်သွားကြမှကိုမြင့်သူသည်တင်မောပေါ်သို့ပြန်တလာကဥကံတကားမှရက်ကြည်နေသည် တော်ကြောမီကတင်မောမထွက်မချင်းမပြန်မရစေနဲ့ဆိုကစိတ်ခံတွဲပေါ်၌ရက်လျက်ကိုမြင့်သူကိုလမ်းကြည့်နေသည်ကိုမြင့်သူသည်တင်မောပေါ်ရောက်ရင်းဥကံထဲမှတော်ကြောမီကိုလမ်းကြည့်လိုက်သည်တွင်လက်ကင်မောဖြူလေးဖြင့်မျက်နှာတမိုင်းအုပ်မျက်ရည်ဖြိုင်ဖြိုင်ကြောက်စီနေသောတော်ကြောမီမျက်နှာကိုတင်မောပေါ်မှ အတိုင်းသာတွေ့နေရသည် သူဒီဒေါ်ကျော်မေကိုအမေဖြစ်နေလဲဂျီမီ၏ဒေါ်ကျော်မေ၏သားပြမခွာ၍လဲလန်ဂျီမီသည် သူ့သားဆစ်ဆစ်မဟုတ်ပါဘဲသူ့ဝမ်းနိုင်လွယ်မွေးသော သူ့ရင်သွေးနှင့်မျက်ရည်သွေးစင်းရဲ့ဥဆွေးတော်ကရောင်နေရှာပုံကိုအပေါ်မှနေ၍စီမြင်ကြည့်နေရခြင်းဖြင့်ကိုမြင့်သူ၏တကိုယ်လုံးသည်ကြက်သေးမွေးခြင်းများပင်ထားသွားသည်မိမတို့နှလုံးသားတွင်ရှိသော မိခင်စိတ်နှင့်ပယ်ဖျောက်၍မရနိုင်သော တွေ့တာချစ်ခင်တတ်ကြသောချစ်စိတ်ကိုလင်းလင်းနက်နက်ဆင်ခြင်မိက အံ့ဩ၍မကုံနိုင်အောင်ဖြစ်မိလေသည်သုံးလသာကလေးမ30အထိအနော်တာခံရဲ့မညိုမညင်ပြူစုဆောင်ရှောက်မွေးမြူလာခဲ့သောကျေစုကကြီးမားလာပြီသည်တမုတ်ရာရေးသားလင်းခံခြင်းခံမိသောတော်ကြုံမင်းမြတ်တော်ရင်မှခန်းချောက်ဖွေရမရှိနိုင်ကြောင်းကိုတွေးမိသည် တာကိုခွဲရ၍မျက်ရည်ယိုရွှဲဟူဆွေးကြေကွဲနေသောဒေါ်ကျော်မင်းအပေါ်၌တုံ့ပြန်၍ဂျင်နာလီစာမီကမြစ်တာတက်ပွားများသွားသောစိတ်တို့သည်သူ့ယင်နှင့်မဆန်အောင်မင်းတကိုယ်လုံးပြန်နှံသွားသည်ရောင်ရောင်ကျင်စာတဲ့မေမေမေနေကောင်းအောင်နေပါကဲမောက်ခွာစားပြုသောတမောဆက်တန်းသည်စူညံ၍နေသည်ဖြင့်ဒေါ်ကျော်မင်းကြောင်းအောင်အော်၍ပြောရသည်ဝမ်းနေပူဆွေးခြင်းပြင်ပြသောဖြင့်ရှိုက်တံမြောင်ရောထွေလျက်မကြရတော့ခြင်း လက်ကင်မဖြူလေးကိုဝင့်ရန်ပြသွား၏ဥယျချိုတွဲခေါ်ရသောအာပြူရှောင်းလျင်ပြန်ပြောသောဒေါ်ကျော်မေ၏အတန်ကိုကလိုက်ပါသွားသောဒေါ်ကျော်မေ၏နောက်ပိုင်းကိုဝေ၍ဝေ၍တင်းကျက်သောရင်ဖြင့်မျက်တောင်မခက်ငေးမျောကြည့်မိ၏ကားထွက်သွားသည့်အထိဒေါ်ကျော်မေပျောက်ကွယ်သွားပြီးနောက်ရန်ကုန်စိတ်ကန်းကြီးတစ်ခုလုံးကွယ်လူဆဲဆဲတွင်မော်နေရအယက်စီတို့မှန်းဆငေးမောလျင်အကိုသွားပါပြီမော် ဟုစိတ်ထဲ၌မောကိုယော်ယမ်း၍နှုတ်ဆက်လိုက်သည်ကိုမြင့်သူသည်ရန်ကုန်မြို့ကြီးပျောက်ကွယ်သွားပြီဖြစ်သည့်အချိန်ထိုနေရာမှမရွေသေးခြင်းသူဤဆန္ဒကိုအသေးနှင်းနှင်းရင်ဖွင့်လိုက်ရှာသောဒေါ်ကျော်မေဤတရန်နှင့်ဒေါ်ကျော်မေဤချစ်ချင်းမြတ်တာထိုနောက်သူအားခွင့်လွှတ်ခြင်းအပြည့်နှင့်တိုက်တွန်းတောင်းပန်နေသောချစ်ဖွယ်ကောင်းလာသည့် မော်ဤတရန်နှင့်မော်ဤချစ်ချင်းမြတ်တာတို့သည်မျက်စီရည်တွင်တလဲစီပေါ်နေပေသည် နှူးစလုံး၏ချစ်ချင်းမေတ္တာနှောင်ကြိုးတို့သည်သူ၏စိတ်နှလုံးကိုတိမ်ကြုံရပက်လျက်ခိုင်မြဲစွာတုံ့နှောင်ထားကြပြီးတကယ်သို့မယုံနိုင်အောင် ရှိနေသည် အမောင်တပ်များသည် လွှမ်းမိုးစွာပြူလာ၏တင်မောဦးကန်းစီခရီးသည်ဆို၍သူတို့သာရှိသည်သူသည် အတန်ကြာရက်နေရာမှာကလထိုင်းရှိရာသို့သွားလျက်နှုံးချီစွာတိုင်းချလိုက်သည်ညီမအချင်းကုံလွန်သွားသည်မသိလေတူဟုတဲတွင်မော့အကြောင်းကိုတွေ့တော်စဉ်းစားမိပြန်သည် စူးလီပြာပေါ်နိုင်မော်ကသူ့အားမြစ်တာကိုရုတ်သိမ်းရန်ပြောကြားလိုက်ခြင်းသည်သူ့အတွက်စကားပမာဒာလင်းဖြစ်နေသည် မော်ပေါ်၌သူချစ်ခင်အားသောမြစ်တာသည် အလွယ်တကူရုတ်သိမ်းရန်နှုတ်ဖယ်ရာကောင်းသောမြစ်တာမျိုးမဟုတ်မှန်းမော်သိစေခြင်းမိ၏သူ၏ချစ်မြစ်တာသည် သူ၏နှလုံးသားထဲ၌အမြင့်တွယ်စိုက်ထားပြီးဖြစ်သည်မြေပေါ်၌ကြာ၍စိုက်ပြူရသောပန်တို့သည်အသက်ရှင်သန်သမျှကာလတနည်းတွင်နွမ်းရော်ညိုချောက်ကျေလွင့်ပြည့်စည်သွားကြမည်မှန်တော်လေ လူသားတို့၏နှလုံးသားပေါ်ထဲ၌အမြင့်တွယ်ဆိုင်ထားသောမေတ္တာပတ်လုံးအသင်နှင့်ထက်တူထက်မြအကြီးတွားရှင်နေလျက်နေကြမိသားဖြစ်ကမိသူကားများဖြစ်စည်းနှုတ်ယူ၍ရလိုက်မည်မဟုတ်ကြောင်းကို ကိုမြင့်သူသည်စွဲမတ်ယုံကြည်ထားသူဖြစ်လေ၏။မော်နေသူ ဝေးခဲ့ရလေပြီ။သို့သော မော်သည်လည်းသူကဲ့သို့သောဖြစ်ရမည်ဟုခိုင်မာသောယုံကြည်ချက်ရှိထားသည်။မော်၏အသေး၌ပြိုးဆိုင်ထားသောမေတ္တာပန်းသည်သူ၏မေတ္တာရေးဖြင့်ဘယ်တော့မှကြောက်သွေးလိမ့်မည်မဟုတ်ပဲ ထာဝရလန်ဆန်း၍သာနေမည်ဟုမှတ်တင်ထားသည်သူတို့နှုတ်တူကိုတူခွဲခွာခဲ့ကြရ၍သူတို့၏ဘဝသည်အပြင်းပန်းအဖျင်းမိုင်းမိုင်းမုံမုံရှိနေစေကောင်းမူနှုတ်စလုံးရင်တွင်၌ရှိကြသောမေတ္တာရောင်ကြည်သည့်အမြဲတစေထွန်းနေလျက်သာနေမည်ဟုတွေးမိသည် ခွဲခွာလိုက်ရသဖြင့်မောကိုလွမ်းလာတော်လဲနှစ်သိမ့်ဖြည့်စိတ်တွင်နှင့်ဖြည့်ရပေတော်မူမော်ဒီလဲနှစ်သိမ့်ဖြည့်စိတ်တွင်နှင့်သူလိုပင်နှစ်သိမ့်ဖြည့်ရှာလိမ့်မည် အကိုမိပါဘယ်သူပဲဝါဆိုတာအကိုသိအောင် တွေ့ရအောင်လုပ်ပါ အကိုရင်ဒီလိုသိဖို့တွေ့နိုင်ဖို့အတွက်အကိုဘဝအကိုဆန္ဒဘာမစိုးစွန့်လွန်နိုင်တဲ့ကိုဖြစ်ပါစီမောမျက်နှာလေးပင်၍စိတ်အားထက်သန်စွာပြောခဲ့၏ကိုမြင့်တူးသည့်ဒိုစင်ကမော်ကိုဆွန်မဟုအတိတ်ပဲပေါက်သွားသည့်အတွက်လဲဥပြက်မြခံခဲ့သွားမိတကယ်တို့ရေကူလဲဖျားပေါ်၌အချစ်ဆက်လန်စကန်သိငယ်ပုံတွေကို အမတ်ရကာတဲဥပြက်မြခံခဲ့သွားမိသည် မိခင်ဖခင်မကောင်းသောဘဝကိုကဒီပုံဖြစ်ဖို့ရန်ကျမဖန်ထားလေတော့ဘဝဇက်ကုံဤဖန်တီမူမှာ ထွက်ပြေးပြီးမရပဲသူနှင့်မော်သည့်အညီမြောက်ခွဲဝေး၍ခံကြရသည်ဟုသာနောက်ဆုံးယူဆရတော်သည်မောနိွယ်ကြရသောကြောင့်သူတသက်တွင်ပင်မိမမမယူရန်ခိုင်မာသောတန်နေထံကိုထံ၍ချလိုက်မှ သူစိတ်မှာအတန်ငယ်သက်သာရရတော်သည်ဘယ်ဦးရမဲငါကျော်ရမဲ အကန့်နေသူစူညံစွာလုံးဝင်လာသောအတန်တွေကြားရမှတွန်တေးရောက်ကြောင်းသိရသည်ဒေါ်ကျုံးမီပြေးလိုက်သောအိတ်စင်ခောက်ကဒင်ကိုမခင်မဲကလထိုင်မော်နိုင်ထိုင်ပြီးခုနှစ်ဆင်အမြင်တန်းတွေတော်စင်စားနေခြင်းဖြင့်သာညင်းနေတဲ့တဲ့ညင်းနေလာသည်တချီတချီတင်မောဥသူမျောလိုက်ရင်းသူမွေးဖွားရာဒေသသည်အဝေးမှသူ့အားကြိုးဆိုးဆောင်းလင်းနေတဲ့ကဲ့သို့တွေးတော်ထင်မှတ်မိသည် လမ်းဘေးနိုင်မီးရောင်လေးများတလဲလဲဖြင့်တံငယ်မိုးရွာတန်းကလေးတွေကိုတစ်ချက်တစ်ချက်မြင်လိုက်ရရင်လေသူ၏မွေဖွားရာတော်ရံမှာမောင်မိုက်ထဲ၌ရှိသောဤရွာကလေးလိုလိုပင်ထင်မှတ်မိကရှင်တုံပန်းတုံစိတ်လှုပ်ရှားသွားမိသည် သူမွေးဖွားရဒေသသည်လျှဝဲချင်းဖြင့်ရပတ်ဖုံးအုံးလျက်ရှိနေသောကဘာမဲမဲကြီးနှင့်တူနေသည် သူကိုယ်သူသူ့အကြောင်းသူနှစ်ပေါင်းများစွာမသိဘဲရှိရမှယခုသူ့အကြောင်းသူသိရတော်မူဟူသောမျိုးလင့်ချက်သည်အိမ်မက်မက်နေတကယ်သို့ဖြစ်နေသည် သူစာဒီပင်ရဲ့ပင်ရွာကမှန်းမတိရ၍အတွေးပြင်သာရန်စာကမျက်စိတစုံမြုံငိစိုက်ကြည့်နေသော မျက်လုံးများသည်အချိန်ကြာညောင်းရခြင်းဖြင့်စင်လာကတစ်ချက်တစ်ချက်ငှိုက်မိသွားသည် သူမိပါများမရှိသေးပြီဆိုသည်မှာဟုံမဟုံရောလားဟုတန်တရားစိတ်ဝင်လာသည့်အခါ၌ငှိုက်မိသောမျက်လုံးများမှပြူကျဲလာပြန်သည်ဘယ်သူတွေများပါလဲဘလိုရုပ်ပုံတွေများပါလဲသူစိတ်ဖြင့်ထင်မှန်းကြည့်မိသောရုပ်ပုံတွေမှာလူပုံတရံဖန်တီး၍မရပဲ ဝိုဒိုဝါဒအရေးတရံသာပေါ်ထင်လျက်ပြောက်ကွဲသွား၏ခနာဖြင့်ပြောက်ကွဲသွားကြသောထိုအရေးတရံနောက်သို့တကောက်ကောက်လိုက်ရင်းဖြင့်ငိုင်မြီ၍သွားပြန်သည်ထိုသို့ငိုင်မြီသွားစဉ်ကလထိုင်တွင်ကောင်းမီကမိခနဲတည်းအိပ်ပျော်သွားသည် မော်ဒီကံမအမြင်တရားပေါ်၌ရက်လျက်သူ့အားကံမော်တို့တဆိုင်သောငါလက်ကမ်းလိုက်တယ်လို့မြင်မဲ့မိသောအိမ်မက်ဖြင့်ပြန်နိုးသွားသည် သူနိုးသောအခါ၌အဝေးတွင်မိရောက်များတိမ်တိမ်လေးနေကအိမ်မောကြနေရှိသောဘိုကလေးမျိုးကိုလှမ်းတွေ့လိုက်ရသည် ကံတို့တင်မောကက်ပြီးမကြမီ မောင်ထောမောင်သည် သူ့ကံနေသို့ရောက်လာသည် မောင်ထောမောင်မှာအသက်20ခန်းအရက်ပူပူအသားမဲမဲကရုံစတောင်းနေဖြစ်သည် ကိုမြင့်သူကိုမြင်မြင်ချင်းပြုံးလိုက်ရာညီညာသောသွားရီမှာဖွေးသွားလေသည်ဆရာစီဟာတန်ကြိုးရတော့ကျွန်တော်ဖြင့်ညာအိတ်တောင်းမအိတ်နိုင်ဘူးဆရာလာတာသိဝမ်းသာတာပဲဆရာမောင်ထောမောင်ကဝမ်းသာအားရနှိမ့်နှိမ့်လေးလေးနှုတ်ဆက်သည်ဥမ္မာရောရှိရလားမောင်ထောမောင် ကိုမြင့်တူးသည်သူသိလို့သောအချက်ကိုခရီးရောင်းမဆိုင်စီ၍ပြုံးမိလိုက်သည်ရှိပါရဲ့ဆရာကျွန်တော်တောင်ဆရာတွေ့ခြင်းနဲ့ဆိုတာတော့ပြောထားအောင်မလို့ပဲဆရာစီကဆာလာစောင့်နေတော့တန်ကျိုးရောက်လာတာနဲ့မပြောတော့ပါဘူးတင်မောပေါ်မှာဆင်ကြတော့အခါစိုက်ကားတစည်းပေါ်၌ပစ္စည်းများတင်လေအချောင်းစိုက်ကားတစည်းပေါ်တွင်နှစ်ယောက်ထိုင်ကတင်မောစိမ်းမှထွက်လာကြသည် မောင်တော်မောင်တို့အိမ်မှာပိုကလေးအောက်ပိုင်းဒုတိယလမ်းတွင်ရှိကရေကန်ကြီးနှင့်မျက်နှာချင်းဆိုင်ဖြစ်သည်ဧည့်သည်ကိုစောင့်ကြိုခြင်းဖြင့် နှစ်ထပ်သူမိုးအင်ဂျီမာမီတွေလင်းထိန်နေသည်ဒီအိမ်မက်ဆရာဩဟုတ်လားဥမတ်နေတာနဲ့ဝေးသလားစိတ်ကောင်းစိတ်ဆိုင်ချင်းကိုမြင့်တူကထပ်မေးလိုက်ပြန်သည်မဝေးပါဘူးဆရာအနီးလေးပါမောင်တော်မောင်သည်သူ့ဆရာနဲ့ဥမတ်ဘလို့များဆက်ဆက်ရှိပါလိမ့်ဟုတွေးတော့အံ့ဩလိုက်ကာအိမ်ထဲသို့ခေါ်ဆောင်သွားသည်မောင်တော်မောင်မအဖေမရှိပဲအမေအတော်များနေနေသည် အတော်များကဆေးထဲတွင်ဆိုင်ထွက်ကြသည်ခရီးရောက်မဆိုင် မောင်ထုံးမောင်ဤမိခင်တော်စိန်မြိုင်ကလက်ဖက်ရည်ပွဲအစဉ်သင်ဖြင့်ဧခန့်ဤပြူပြူငါငါရှိလာသည်တောင်းတယောက်တည်းရှိသဖြင့်တားသည်တားဆရာကိုမမြင်ချင်းခင်မင်သွားသည်လူရည်လူသေးကတီကြီးတိမ်မွေ့ချောမောလာလျင်အပြောဆိုမူရာထူထူခြားခြားအလွန်နူးညံ့ညင်သာခြင်းရှိသည်ကိုတွေ့ရှိရကဆရာဟူသောဂုံပုတ်တွင်ဤအချင်းရာတွေကလွှမ်းကြုံထား၍နှစ်သက်၍မပြေနိုင်အောင်ဖြစ်နေသည်ရင်ကျေသောအပြောဆို ရင်ကြီးသောဟန်ပန်တို့ကလည်းနှစ်သက်စရာချစ်ခင်စရာကောင်းလာ၍ဒေါ်စိန်မြိုင်းစိတ်ထဲ၌ကိုမြင့်တူးကိုရန်ကုန်ကလာသည်မထင်မင်းမိုးဘော်ကကြလာသလိုပင်အထင်ရောက်မိကခြေမကိုင်းမိလက်မကိုင်းမိဖြစ်နေလေသည်လဖဲ့ရီတောက်ကစကားစမြည်ထိုင်ပြောနေကြစဉ်ကောင်းကင်မှအလင်းရောင်ပေါ်လာလေသည်ဆရာရေချိုးပါရေချိုးပြီးတော့ဒီလောက်အိတ်လိုက်ပါအောင်အိယာကောင်တို့မှဆရာသွားလို့ရစီကိုသွားတာပေါ့မိတ်တော့ပါအောင်တော်တော်ကျွန်တော်ရေချိုးပြီးတန်းသွားကြပါမယ် ကိုမြင့်တူးရေချိုးပြီးသည့်အချိန်၌မိုးစင်စင်လင်းနေချေပြီးကိုမြင့်တူးသည်လိုသည့်ထက်ပိုအောင်အဲဝေးချေပွန်လာသောဒေါ်စိန်မြိုင်ကိုနှုတ်ဆက်ကမောင်ထုံးမောင်နှင်းတူအိမ်မှထွက်လာခဲ့ကြသည်ဟိုအားစီးယုံစရာမောင်တော်မောင်ကလန်တင်တဲမှာအဆောက်အုံပူကိုလည်းညှို့ထိုးပြ၍ပြောပြသည်လမ်းဤပဲပဲသူချိုးခဲ့ကြရာဟိုရှိရချန်ကြီးဟာဘရင်ဂျီချန်ကြီးပဲဟုပြ၍ကိုမြင့်သူသည်လမ်းမျော်၍ကြည်လိုက်သည်ဥမတ်ကဘယ်သက်ရွယ်လောက်ရှိမည်လဲ အသက်90လောက်ရှိပြီဆရာ။အိုးလာပြီပေါ့။အာတိတ်တော်မဦးဘူးဆရာ။ထောင်တော်မမောင်ကြီး။တန်တော့မဲဆရာ။ဆရာနဲ့ဘယ်လိုသိကြတာလဲ။ကိုမြင့်ထူးသည်ပြုံးလိုက်၏။ရုတ်တရက်မပြောသေးပဲရှောက်လာပြီးမှခက်အေးအေးပြောပြသည်။ဆရာမိဘအကြောင်းဒီပါကြီးကိုမေ့ကြည့်ခြင်းတော့ပါ။ဆရာမိဘဘယ်သူပဲဝါမန်းဆရာခုချိန်ဒီမသိသေးပါဘူးမောင်ထွန်းမောင်ဟာဆရာဟွန်းမောင်ထွန်းမောင်မအံ့အားကြီးတင်သွားသည် ကိုမြင့်တူးကိုတက္ကသိုလ်ကျောင်းတွင်ကျူတာဆရာတယောက်ဖြစ်သောအတိခဲ့သည်အကြာစင်းမည်အကြာအကြောင်းပေါများမသိပေမိဘတွေဘသူမှမသိဆိုသည်မှာသူနာတဲ့၌လွန်စွာမှထူဆန်းနေသည်လျော်ဝဲချက်ဖြင့်ခက်စင်စင်သူရင်မှာအတွေ့အမျိုးမျိုးခံစားလိုက်ရသည်တူဆန်းကြကြောင့်တက်၍မီးတော့မလို့ပြုပြီးမှကွာကြနေဟန်အာနာစိတ်တွေကလွမ်းမိုးထားသည်။ကိုမြင့်တူးမှမောင်တွမောင်ဤအိုတိုအန်တန်းဖြစ်နေသောအမူအရာကိုမြင်၍ဟိုရောက်တော်သည်မှာပေါ်မောင်တွမောင်ဟုတက်ပြောလိုက်သည်။ မိုးလင်းစာတိုက်လာသောနေ့ဖြင့်ကိုမြင့်ထုမှအေးမြလန်းဆန်းသွားသည်မြို့ဤနေတာအကွက်အကင်းအဆောက်အုံများကိုအမတ်တမဲပင်ချင်းလျက်ဥမတ်ကို တွေ့ချင်းသောတာစိတ်သောထက်သန်လျက်ခက်သက်သွင်းလျှောက်လာသည် ဟောရီအိမ်မက်ဆရာအတွေ့နည်းနည်းဖြင့်တွေ့လာသော မောင်တော်မောင်ကအတန်ပြူလိုက်သည် ရင်ကြီးချမ်းအလုံးတဏိမိုးပြင်က တလိုင်းအင်ငယ်အင်အိုကလေးဖြစ်သည်စောစောစီစီအင်ရှိဖနှက်ချုပ်ကပြင်တွင်တပတ်ကောင်းပေါင်းကြီးနှင့်လက်ဖက်ရည်ချမ်းထန်တောင်းနေသောအဖိုးကြီးတယောက်ကိုတွေ့လိုက်ရသည် ဥမှန်းဆိုတာအဲ့ဒီပါကြီးပဲမောင်ထုံမောင်ကအိမ်ဘက်သို့အရှိကကြွေဝင်သွားရင်ပြောလေသည်ကိုမြင့်တို့သည်လန်ထားသောခြေလန်ကိုရတန်ကသူမြသောအဖိုးကြီးကိုစိုက်ကြည့်ပြီးမှမောင်ထုံမောင်နောက်မှလိုက်လာသည်ဘိုင်းမက်ဘိုင်းမက်ကိုဧည့်သည်အားတွေ့ခြင်းလို့ မောင်ထုံးမောင်သည်ဖနှံချုံ၌ဖနှံချုံရင်ဥမတ်တိုင်းနေသောခောင်းရင်ဘက်သို့လမ်းရင်းပြောသည်။ဟေးဘေးအားဧည့်သည်များတော်ကွာဥမတ်၏အတန်မှအောင်လျက်အတန်မပြတ်သေးဘဲအတန်ဩစာအာကောင်းတုံးပင်ရှိသေးသည်။ထိုင်ကြလေကွာဟဲ့ရဲလာဖြာယူခဲ့အသက်ဆယ်နှစ်ခန့်ရှိသောလူငယ်လေးသည်သူစာကြည့်နေရမှဖြာတစ်ချက်ယူလာကကပြင်တွင်ခင်ပေးသည့်ဖြင့်ကိုမြင့်သူတို့ထိုင်လိုက်ကြသည်။ မင်းဟာမောင်ပတော်တောင်မဟုတ်လားဦးမက်ဒီဧသည်နယောက်နဲ့သူမြန်မှန်တမ်းပြီးတော့မောင်တော်မောင်ကိုမျက်စိနှစ်ဖက်မင်း၍တေချာသောအကြည့်ဖြင့်ကြည့်မိသည်ဟုတ်ပါတယ်ဘာကြီးမတ်ရဲ့ကျွန်တော်ထုံးမောင်ပါဧသည်ဟာဒီမှာပါရန်ကုန်ကပါဘာကြီးမတ်ကိုတွေ့ခြင်းလို့ရန်ကုန်ကလာတာပါဘာကြီးမတ်ဒီမျိုးမှရှိမရှိ ကျွန်တော်စီကိုစာနဲ့အရင်ဆုံးစမ်းပြီးမှကျွန်တော်ရှိတယ်ဆိုလို့လိုက်လာတာပါမောင်တော်မောင်စကားဆုံးရင်းဘာကြီးမတ်ရဲ့မျက်နှာသည်ကိုမြင့်တူးဘက်သို့တရွေ့ရွေ့လှဲလာသည် ကိုမြင့်တူးသည့်ပါကြီးမတ်ကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်သည်ပါကြီးမတ်မှာအသက်90ဆိုသောညာလဲခေါမကုံသည်ပင်တန်မာတောင်းတင်းပုံရှိ၏အသားမှာမေကျုံနေ၏နာရန်ပေါ်ပေါ်နှာခေါင်းကြီးကြီးနရွက်ကြီးကြီးမျက်နှာသွဲသွဲရုတ်တရက်ကြီးလင်းမြမမျိုးသားကြီးနဲ့မတူပဲကလာအဖိုးကြီးနဲ့တူသည်အပြိုင်ရိုက်တနေသောအကျော်ကြီးများထင်ပေါ်နေကအသားရည်တို့မှာအသားရည်မှာနှကြုတ်တွန်ရှုံလျက်ကျန်းတော်နေသည် စင်းရင်ပင်မစွာယုံကန်လာခဲ့ကြောင်းလူတကိုယ်လုံးကပေါ်ပြနေသည်။ဘာကိစ္စလဲမောင်ရင်ကိုမြင့်တူးသည် သူ့အားစူးစားရွေးချယ်နေသောဘာကြီးမဲ့ဤမျက်နာကိုမျက်လုံးများဆင်ကြီးလျက်ဖြည်းစည်းစွာပြောသည်။တောဟုတ်ကြီးဥပတူဘာကြီးသိပါသလားခမညာ။ဘာကြီးမဲ့ဤမိန်နေသောမျက်လုံးအယောင်သည် လင်းလက်သွားလေသည်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတဲ့ ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်း34အနေဖြင့်လို့မျှဝေဖက်ပြနေခြင်းအားခိတ္တမြရန်နာပြစီရှင်နားဆင်ပေးခဲ့ကြသူလူယူမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်လူယူမိသားစုများအားလုံးလည်းဘေးရန်တွေအပေါင်းမှကင်းဝေးလို့လုံခြုံကြလေကိုစိတ်နှပြချမ်းမာလို့ရှင်လန်းကြပါစီရှင်